တော်တာရှင်များမင်္ဂလာပါရှင်ကျမက KK Reef for You Channel မှာစာဖတ်သူခိုင်းဖြစ်ပါတယ်ဒီနေ့ဖတ်ပြဖို့ပေးဖို့ခံထားရတဲ့ဝိထုလေးကစာရေးဆရာမောင်တုံညအကြောင်းဆရာရဲ့မိဖို့အကြောင်းကဆေးဆိုတဲ့ဝိထုတူလေးပဲ ဖြစ်ပါတယ်ကျမနဲ့အတူလိုက်ပါဖတ်ရှုကြရအောင်နော်ဆွေဆွေမှာကုမ္ပဏီအလုပ်ပရက်ဖြစ်သဖြင့်အိမ်မှာလဲလျောင်းနေ၏ ရာသီဥတုပူသည်ဖြင့်ပန်ကာကို ဖွင့်ကာဇေယူနေရင်နေ့လယ်စာအတွက်စားဖို့အစားအသောက်များကိုကြိုတွင်းနေမိ၏လမ်းထိပ်ကအကင်ဆိုင်မှာအကင်သွားဝယ်စားရင်ကောင်းမလားမနက်ကချက်ထားသည်ငါးကြော်နှင့်ငန်းကြဲကြော်ကလည်းရှိသေးတယ်အဆက်ပါမစားလို့ကောင်းသဖြင့်ငပိရေကိုငရုတ်သည်ဆက်ဆက်ဖြင့်ဖြောကားတင်းကြီးသည်ပါထပ်ပြုတ်ထားလိုက်သည်ဤထမင်းမြိန်မြိန်လေးစားရပေဦးမည်ဟု တွေးနေဤ ဆွေဆွေမအသက်က30ကျော်ပြီဖြစ်တော့လေကလေးမရှိသော အကိုကြီးနှင့်ရောင်းမတို့အိမ်တွင်အတူနေရသဖြင့်လူကကလေးတယောက်လိုဖြစ်နေလေတော့သည်ကိုလုံးပေါ်မှရှေ့ကြည့်ကဝါလာသောခါဘိုက်လက်မောင်းမျက်နှာကိုကြည့်နေမိ၏စိတ်ပြက်သလိုရှိက အစားလျှော့စားရင်ကောင်းမလားတွေးရင်တပြေးတစ်ချက်ချလိုက်၏ တငယ်ချင်းတွေစုပြီးတပ်ပုံရိုက်ကြပြီဆိုရင်အသက်ရှူအောင်ကဘိုက်ကိုအသေးချက်ထားရသည်မှာလဲအမောပင်ဒါမှတပ်ပုံတွေကြည့်ကြတဲ့အခါဘိုက်မထွက်ပဲကြည့်လို့ကောင်းမည်ကိုကိုလုံးပေါ်မှန်ရှိတွင်နားငယ်ပုံစံဖြစ်လာတော့မိမိအခြေအနေကိုဟိုကြည့်တီကြည့်လို့ရင် အကိုကြီးနဲ့ရောင်းမှလည်းနားငယ်ပုံစံဖြစ်နေတာကိုတွေ့ရင် သဘောကျလျက်တယောက်တည်းရဲနေမိ၏ထို့စဉ် အမေခွေတော့ရောချလိုက်ရမလားငါကတော့ရောအေးသမီးချလိုက်ငါကောမကြီးချင်လေးနဲ့ရောချက်အောင်အမေဖျားပန်းလဲလိုက်အောင်မေဟုတ်ကဲ့မေတဖက်အိမ်မှာထွက်လာသောစကားတွေကြောင့်ဆွေဆွေတယောက်အတွေးခဏရက်ခါနားဆွင့်နေမိ၏ဟင်အလကားဖွာကြီးကဆေးနဲ့ကော်တရာအားမရှိပဲသေးမှာဆွေဆွေတယောက်ထဲရေရွနေရင် တနင်းဒီအိုကအနံ့ထွက်လာသဖြင့်မိဖို့ကြောင့်တော့အလင်းစလိုပြေးကမိပိတ်လိုက်ရ၏အိမ်ရှိနဲ့အိမ်နောက်ဖေးတောင်ဆွေဆွေတယောက်ပြေးရတာမောတလူလိုရှိလာ၏ပူရတဲ့ကြားထဲချွေးပါကျသွားလေတော့၏သူတို့စကားနားထောင်ရတာတနင်းဒီအိုတော်ချဖို့မိတယ်ကံကောင်းလို့တူတော်မလို့ဟုတယောက်တည်းမြည်တူနေမိ၏တပတ်အိမ်တွင်ဆွေဆွေနှင့်တက်တူရွယ်တူဟေမာဆိုသောမိန်းကလေးတယောက်ရှိ၏ ဟေမာရောမိသားစုနဲ့ရောင်မတော်မတဲ့ကြသဖြင့်အချင်းချင်းစကားမပြောသည်မှာနှစ်အတော်ကြာရှိနေပြီဖြစ်၏။ရောင်မနှင့်ဟေမာရောသည်မိဘများလက်ထက်ကလေးကအထယ်ဆိုင်ဘေးကျင်းကပ်ဖွင့်ဘူးကြပြီးထိုအချိန်ကဆလို့မခေါ်မပြောဖြစ်ခဲ့ကြရာယခုအွန်လိုင်းအယောင်းဝယ်လုပ်သည့်အချိန်ထိတဦးနှင့်တဦးမတဲ့ကြမခေါ်ကြပေ။ ဟေမာဒီဆက်ဆယ်တော့လိုပင်ထ ảy ွေးလောက်ရတော့အလုတ်ကိုလှုပ်တည်ပင်ဖြစ်တော်လဲလူပုံစံမှာကျမ်းမာလေးရဲ့ကြစ်လက်တော်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထား၏တော်တော်လေးလေးရှိတာမို့တခါတလေမနာလိုတော်ဖြစ်မိကြ၏သူတို့အိမ်ကလူတွေဖျားနာသည်ကို တွေ့ရခဲ၏ဆွေဆွေတို့နဲ့မတူသူတို့မိသားစုမှာကျမ်းမာရေးကံကောင်းသည်ဟုပြောရပေမည် မနက်ပိုင်းတွင်သူတို့သားအမိလမ်းလျှောက်တာကိုဆွဆူတို့သမီးယောက်မှလက်ဖက်ရည်ဆိုင်ကတွေ့မြင်နေကြဖြစ်၏တချို့လူတွေကဟေမာတို့သားအမိကိုကျမ်းမာရေးလိုက်စားတယ်လို့ချီးကျူးပြောကြသည်ကိုရောင်းမဖြစ်သူကနားကြပြင်းကတ်သဖြင့်အလကားပါအေးအဖွားကြီးကတိုင်းရင်းစေးကိုတဲ့ဆီယာမာကြီးလုတ်ခဲ့ဘူးတော့ကျမ်းမာရေးလိုက်စားတယ်ဆိုပြီးလူအထင်ကြီးအောင်လုပ်နေတာအမှန်ကက်ဆေးနေနေတာကို့ဝမ်းတော့ကို့မတထာကြတာလေ ဒီနို့အိမ်ကဟင်းကောင်းကောင်းနဲ့ဖွဲ့ဖွဲ့ရရချက်စားတယ်လို့ကိုမရှိပါဘူးတော့ဟုပြန်ပြောလေရှိ၏ဟိုဘက်ရင်ဒီဘက်ရင်ဖြစ်သဖြင့်တခါတရံမျက်နှာချင်းဆိုင်စုံမိပါကလည်းပြုံးပြနှုတ်ဆက်ရမည်အစားစီးပွားပြန်ဘက်ဖြစ်ကြတော့ကြောင်းမထိခလုတ်ထိခလုတ်ဖြင့်ထေလီငေါလေရှိကြ၏ရောင်းမမတို့များလူဖြစ်တာကံကောင်းလိုက်တာစားကျင်တာအကုန်စားရတယ် ။ယောက်ျားကလည်းမသေးခင်လေးစားရတာတဲ့။မိန်းမစိတ်ကြိုက်စားချင်လာတာဝယ်စားတယ်လေ။ဟွန်း။တို့တို့ဆောင်းမြောင်းချိတ်ဆိုပြောသည့်အခါမျိုးတွင်ဟေမာမာမတိချင်အောင်ဆောင်၍အိမ်ထဲသို့သာဝင်သွားလေရှိ၏။ထိုနေ့တနေ့နိုင်မာညနေ3:00ထိုးတော်မီ။ဟိုဘက်အိမ်တွင်ဟေမာဤတူလေးရောက်နေ၏။ ကလေးမှာချစ်စရာကောင်းတော့လေဆွေဆွေတို့လူမျိုးတချို့ဖြစ်လေဖြစ်တာရှိသည့်ထုံးစံအတိုင်းရန်ဖြစ်ပါက ကလေးပါမခေါ်ကြကလေးမဘောလုံးကန်စော်ကစားရင်ဘောလုံးမှာဆွဆွေတို့အိမ်ဘက်ဝင်လာတတ်ဤဟေမာတို့မမြင်ပြန်ပေးဤဟေမာတို့ရှိလျင်ပြန်မပေးမသိချင်အောင်စောင့်နေတတ်ဤကလေးကအုတ်တိုင်းကချောင်းကြည့်လျင်ဆွဆွေမှာမျက်လုံးပြူပြ၍ပြန်ကြည့်ဤထို့အခါကလေးလည်းကြောက်လန့်၍လှည့်ထွက်သွားတတ်ဤ ထိုနေ့ညနေတွင် ရောင်မကအကိုကြီးတို့အလုပ်ဆိုင်ထဲကပြန်လာ၍လမ်းတွင် အသားခင်ငုံးခင်နှင့် ခရုကမာတွေယူလာတယ်ဟုဖုံးဆက်ထား၏။နှွေရသည်ပူလွန်း၍မိပြက်သည့်အခါအပူရန်မခံနိုင်ပေ။ဒါကြောင့်ရက်တောင်လေးဖြင့်ရက်ခတ်နေရင် ဖုံးကိုဖွင့်ပြီးကိုရီးယားကားကိုကြည့်နေမိ၏။တိတ်မကြရောင်မဖြစ်သူပြန်ရောက်လာ၏။ရောင်မဖြစ်သူမှအိမ်အဝင်လှေကားထက်မှတက်လာရင် ဟဲ့မိဆွေငါ့ကိုလာဆွဲကူအောင်ဟဲ့ဟူရောင်းမမဝါလွန်းသဖြင့်မနှဲလက်ဆွဲထဲရင်လက်ထဲမှအထုပ်များကိုလှမ်းယူလိုက်ရ၏ထို့နောက်မောဟိုက်ခါခေါင်းကချွေးတွေတုပ်ရင်အမောပြေရေတစ်ခွက်ကိုတောက်ခါထိုင်လျက်ရက်တောင်ကိုခတ်နေရ၏နှုတ်မှလည်းအမလေးအပြင်မှာပူလိုက်တာဟဲ့ဒီကြားတဲ့တက်စီကလည်းအဲကိုမပါဘူးအိမ်ပြန်ရောက်တော့လည်းမီးကမလာပြန်ဘူး ပူလို့တေတော့မှာပဲချွေးတွေကိုရွှဲလို့အလိုမကျညင်းညူပြောဆိုနေ၏တော်တော်ကြာမောဖြေပြီးရောင်းမမပါလာတော်အသားခင်ငုံခင်နဲ့ခရုကမာတို့ကိုစားဖို့ပြင်ဆင်လေ၏မိမလာပူအိုက်သဖြင့်လေဝင်ကောင်းစေရန်အိမ်ရှိကံအဝင်ဝတွင်ပဲစပွဲဝိုင်းပြင်စားလိုက်ကြ၏ အတူတူထမင်းစားကြရင်ခဏနေသောအခါဆွေဆွေမှရေခဲရေတောက်ပြီးမူးတလိုလိုခန်းစားလာရ၏။ရောင်မဖြစ်သူကိုတစ်ချက်ကြည့်လိုက်ရာရောင်မမှာလည်းခေါင်းကိုနယံနှင့်မိကမျက်စိမှိတ်ထား၏။ဆွေဆွေခေါင်းနဲ့ရီဝဲဝဲမူးပြီးအံ့တော့၏။အမြင်တွေသည်ဝါးနေ၏။အသက်ရှူမှား၍စွတ်တက်လာကနှထင်ကြောတွေ အောင့်လာပြန်၏။ချွေးသည်ချွေးပေါက်တွေကြလာကလူမမေ့သွားတော့သည်။ နိုးလာသောအခါဆွေဆွေမှာဆေးရုံပေါ်ရောက်နေသည်ကိုသတိထားမိ၏ဟေမာတို့တာမီနေအောင်နှင့်တူလေးကိုပါတွေ့ရ၏ဟေမာတို့အပြုံးကိုတွေ့သောအခါပြန်ပြုံးပြလိုက်၏ရှောင်းမကိုကြည့်လိုက်သောအခါသူနာပြုတယောက်ကသွေးပေါင်ချိန်ပေးနေတာကိုတွေ့ရ၏ဆွေဆွေကတော်ဤတမိမူလဲသွားတာကိုဘယ်လိုလုပ်သိတာလဲ ။တမီးရဲ့မြေလေးပေါ်လုံးကန်ရင်တမီးတို့ channel ကျသွားတာကနေတမီးတို့ကိုချောင်းကြည့်ရင်းနဲ့တွေ့တာ။လဲနေတာတွေ့လို့အတော်တို့ပတ်ဝန်းကျင်အကူကြီးတောင်းပြီးဆေးုံပို့ခဲ့ကြတာ။ကျေစုပါပဲအတီရဲ့အတီတို့မကယ်ရင်မတွေ့ရဲပါဘူး။အခုဟာကအစာအစိတ်တင်တာလေ။ဟုတ်ကဲ့။ တမီးရဲ့ဆရာကြီးဦးရံအောင်ပြောသလိုပဲရာဒီဦးတို့ပူအိုက်ချိန်မှာအကြော်ရီအဆက်တွေမစားရဘူးကွဒါကလူကိုပို့ပြီးပူလောင်စေတယ်ချွေးထွက်စေတယ်လေလင်းချင်ငန်းလုပ်ပြီးချွတ်ထွက်တဲ့ချွေးနဲ့အဆက်အစားပြီးချွေးထွက်တာနဲ့ကမတူဘူးလေအကြော်ဆိုတာဘလို့အကြော်လဲအတီးတမီးရဲ့စီနဲ့ကြော်တဲ့စားတောက်ခွေရာတွေပေါ့ မနဲ့အခါညအချင်းဆေးဘက်ဝင်တဲ့အခါဆိုတော့မနဲ့ပိုင်းမှာအေးခါစားရတယ်ညဘက်အချင်းဆိုတာမကြီးတို့ချမောင်တို့ပေါ့ကွယ်တမီးရဲ့လို့စားရင်ဝေးကြမှာလားအဒီဟေမအမေကရီးပြီးအဒီပြောတဲ့အတိုင်းသာစားလေ့ကျင့်ကမှလုပ်ရင်ငါတမီးကလှမှာပေါ့တကယ်တော့ကျမ်းမာနေကောင်းဖို့အတွက်စေတလက်ကိုအိမ်တအိမ်ရဲ့မိဖို့ဆောင်ကနေပဲစီမံဖော်ဆက်နိုင်ပါတယ်ကွယ်ဟုရှင်းပြပေးနေလေဤ ကျမ်းမာရေးကောင်းမှုအတွက်အစာအသောက်ကိုဘေးဥပတ်တွေနဲ့လွတ်ကင်းအောင် စားသုံးတော့မည်ဟုဆွေဆွေဆုံးဖြတ်လိုက်တော်၏။ဟေမအမေနဲ့ဆွေဆွေ အပြုံးကိုစီဖြင့်စကားပြောနေစဉ်တဖက်ကရင်တွင်လည်းဟေမဟေမတူလေးနဲ့ရောင်းမတို့သည် အခုမှတဲ့နေကြတာကိုတွေ့ရလေတော့၏။ စာရေးသူရဲ့ဝိထုလေးကဒီမှာပြီးဆုံးပါပြီရှင်။အစာလဲဆေးဆေးလဲအစာဆိုသလိုမှန်ကန်သောစာတောက်နေထိုင်မှုပုံစံဖြင့်မိမိကျမ်းမာရေးကိုစောင့်ရှောက်နိုင်စေရန်ရည်ရထားတဲ့ပညာပေးဝိထုလေးဖြစ်ပါတယ်။သောတရှင်အပေါင်းတို့လည်းကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေရှင်။နောက်ထပ်ဘဝတရုပ်ပေါ်ဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ခဲ့ကြပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။